တရုတ်နဲ့ဂျပန်ကြားတင်းမောင်းမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲဂျပန်စစ်ဦးစီးချုပ်ဟာအမေရိကန်ရစ်တပ်ဗိုလ်ချုပ်ကြီးနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ဒါဟာတနည်းအားဖြင့်အာရှဒေသမှာစစ်ရေးတင်းမာလာတဲ့အချိန်မှာပေါ်ထွက်လာတဲ့အိဗယ်ရှိတဲ့တွေ့ဆုံမှုတစ်ခုလည်းဖြစ်ပါတယ်။ဂျပန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဦးချီကူရာဟီရိုရာကီဟာအမေရိကန်ရေတပ်စစ်စင်ရေးကြီးကဗိုလ်ချုပ်ကြီး ဒါရဂေါ့ဒဲနဲ့နိုဘာ၁၈ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြအောင်ဂျပန်စီးပွားရေးယုံကသတင်းထုတ်ပြန်ပါလေ။အင်ဒိုပစိဖိတ်ဒေသလက်ရှိအခြေအနေတွေပါဆွေးနွေးခဲ့လို့လက်တွေ့ကျကျနဲ့အစီအမြင်မဲ့နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ဆွေးနွေးခဲ့တယ်ဆိုပါလေ။အထူးသဖြင့်တောင်တရုတ်ပင်လယ်ရေးထိုင်ဝမ်ကိုတရုတ်ကကျူးကျော်လာနိုင်ခြေရှိတဲ့အရေးကိစ္စတွေကိုလည်းအဓိကအထောက်အဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့ဆိုပါလေ။နောက်ပြီးခုလက်ရှိဂျပန်ဝန်ကြီးချုပ်နဲ့တရုတ်သမ္မတတို့ကြားထဲမှာသဘောထားတင်မှနေတဲ့ကိစ္စတွေကိုလည်းဆွေးနွေးခဲ့တာဖြစ်ပါလေ။ ထိုင်ဝမ်ကိုသာတရုတ်ကကျူးကျော်တိုက်ခိုက်မယ်ဆိုရင်ဂျပန်အနေနဲ့လုံးဝလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကြောင့်တရုတ်အနေနဲ့တော်တော်လေးသောသားထွက်သွားပါလိမ့်။ဒါကြောင့်စင်ကာပူကျွန်းကြီးတစ်ဝိုက်ကိုလည်းတရုတ်ကသူတို့ရဲ့ဒီစစ်သည်မော်တွေဆေးလွတ်ပြီးတော့ကင်းလက်ခံနေလို့ဆိုပါတယ်။ဒါဟာတရုတ်ရဲ့ချုံချာအနာကိုကာကွယ်ဖို့တရုတ်ဘက်ကကင်းလက်တာလို့ဆိုပေမဲ့တစ်ဖက်ကအားဖြင့်တော့ဂျပန်ကိုစီးရင်အရာချင်းချောက်မှုပဲဖြစ်ပါလိမ့်။ဒီလိုအခြေအနေမှာတရုတ်ဂျပန်နဲ့အမေရိကန်စီးရင်ကြီးခဲ့တွေတွေ့ဆုံခဲ့တာပဲဖြစ်ပါလိမ့်။ ဂျပန်ကိုရောက်ရှိနေတဲ့အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဒါရဂေါ်ဒက်ကီစင်ဟာထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်တရုတ်နှစ်နိုင်ငံဆက်ဆံရေးပြန်တင်းမာခြင်းမှာတိုက်ဆိုင်နေပါတယ်။ဗိုလ်ချုပ်ကြီးဒါရဂေါ်ဒက်ဟာဂျပန်ရှိအမေရိကန်တပ်ဖွဲ့အနေနဲ့တွေ့ဆုံခဲ့သလိုဂျပန်စစ်ဘက်အရပ်အစစ်မြစ်အရာရှိကြီးတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။သမနာထရန့်ဂျပန်ကိုရောက်ပြီးနောက်တလားကြာမှာအမေရိကန်ရဲ့ဂျာလူအကြီးဆုံးပုဂ္ဂိုလ်တယောက်ကနောက်ထပ်ရောက်လာတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့တရုတ်ဘက်ကတော့ စောင့်ကြည့်နေတယ်လို့ဆိုပါတယ်လောလောဆယ်မှာဂျပန်ဝန်ကြီးချုပ်ကဆေလွတ်လိုက်တယ်ဆိုတဲ့ကိုယ်စားလှယ်ဟာပေကျင်းကို ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်အခုဂျပန်ဝန်ကြီးချုပ်ပြောဆိုတာနဲ့ပတ်သက်ပြီးတရုတ်ဘက်ကအဲ့ဒီကိုယ်စားလှယ်ကိုလည်းထပ်မံကန့်ကွက်ကြောင်းထုတ်ပြန်လာတာဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးကြည့်ရရင်တော့တရုတ်ရဲ့သဘောထားတင်းမာနေတာပေါ်လွင်လှပါတယ်။ဂျပန်နိုင်ငံဂျာအင်းဝန်ကြီးဌာနရဲ့အာရှပစိဖိတ်ရေအားညွှန်ကြားမှုချုပ်မာဆာအခီခါနာအီကတရုတ်ဆွေးနွေးတောင်းရှိသူတွေနဲ့တွေ့ဆုံဖို့ပေကျင်းကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။ပြောနိုင်ငံကြိုင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မော်နင်ကဆွေးနွေးညနေမှုတွင်ဂျပန်ဝန်ကြီးချုပ်စာနေတာကအရှိရဲ့တရုတ်နဲ့ပတ်သက်တဲ့မှားယွင်းတဲ့ပြောကြားချက်နဲ့ဆက်လင်းပြီးတရုတ်ကဂျပန်ကိုထပ်မံပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်ဆိုပါတယ် တန်ဃာအကြီးရဲ့မာယိုနဲ့ပြောဆိုမှုကနိုင်ငံတကာဥပဒေနဲ့နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းကိုချိုးဖောက်လိုက်တာပါသူရဲ့မှတ်ချက်တွေဟာတရုတ်နဲ့ဂျပန်ဆက်ဆံရေးရဲ့နိုင်ငံရေးဆိုင်ရာအခြေခံချက်တွေကိုထိခိုက်စေပါတယ်လို့ဆိုပါတယ်တရုတ်ရဲ့ဂျပန်ခီးသွားလာမှုဟာတတိပိတ်ချက်ဟာဂျပန်ခီးသွားကဏ္ဍကိုလည်းထိခိုက်နိုင်ပြီးဂျပန်ကိုလာရောက်တဲ့ခီးသွားဆက်ဆံသွားတဲ့လေပုတ်ဒုံနီးပါးဟာတရုတ်ခီးသွားတွေဖြစ်ပါတယ်ဒါကြောင့်တရုတ်ခီးသွားတွေကိုကံွက်ချင်းနေမလုပ်ပေးဖို့ဂျပန်ကိုလာခွင့်ပြုစေတဲ့အကြောင်းဂျပန်ဘက်ကလည်းဆိုပါတယ် ။ဒါအပြင်တရုတ်ဘက်ကဂျပန်မှာကြောင်းတက်နေတဲ့တရုတ်ကျောင်းသားတွေနိုင်ငံခြားမှာကျောင်းသားတက်တဲ့အခါဂျပန်ကိုမရွေးဖို့ဆိုပြီးလဲတိုက်တွန်းနေတာဖြစ်ပါတယ်။ပြောရမယ်ဆိုတော့ဂျပန်မှာနိုင်ငံခြားသားကြောင်းတက်နေတဲ့သူ၃ပုံ၃ပုံဟာတရုတ်တွေကြီးပဲဖြစ်ပါတယ်။တရုတ်တွေဒီလိုမျိုးမချက်ကြောင့်ဂျပန်တွေလည်းအထက်ခဲချို့ဖြစ်ပေါ်စီပါတယ်။ဂျပန်ဘက်ကလည်းတရုတ်မှာလက်ရှိရောင်းနေတဲ့ဂျပန်နိုင်ငံသားတွေဘေကင်းရေးအတွက်တတိရှိကြပါဆိုပြီးတီးပေးပြောနေပါတယ်။ ဂျပန်နဲ့တရုတ်ကြားအာရှရဲ့ကြီးမားဆုံးစီးပွားရေးနိုင်ငံကြားအပေါင်းမှုအရှိန်မြှင့်တဲ့အချိန်ဂျပန်ဆိုရကတရုတ်နိုင်ငံမှာရှိတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့လူများတဲ့နေရာတွေရှောင်ရှားဖို့နဲ့ဘေးကင်းရေးကိုကြိုတင်တည်ပြီးဖို့တည်ပြီးလိုက်တယ်လို့ဆိုပါတယ်။တင်မာမှုရှောင်ချနိုင်မှုအတွက်တရုတ်နိုင်ငံကြားဥက္ကဋ္ဌရာရှိတွေနဲ့ဆွေးနွေးဖို့ဂျပန်ဘက်ကလည်းကိုယ်စားလှယ်ဆွေးနွေးထားတဲ့အချိန်တွေမှာဒီလိုတည်ပြီးချက်ဂျပန်တရုတ်ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တရုတ်ကလည်းသူ့နိုင်ငံသားတွေကိုဂျပန်နိုင်ငံကိုမသွားဖို့တိုက်တွန်းထားပါတယ်။ဂျပန်ကိုလာတဲ့ခီးကြီးသွားတွေထဲမှာတရုတ်ကအများဆုံးဖြစ်ပါတယ်။ ။ဒါကြောင့်လောလောဆယ်ဂျပန်ရဲ့စီးပွားရေးထိခိုက်နေပါတယ်။ဂျပန်ရဲ့ခီးတွားလုပ်ငန်းတွေပဲနဲ့ဆက်ဆက်တဲ့ရှယ်ယာစုတွေလည်းပြုတ်ကျသွားပါလိမ့်။တရုတ်ကတိုင်ပေကိုတိုက်ခတ်လိုက်ရင်ဂျပန်ဆက်လက်ရှင်နေရင်အလျောက်ကြောက်လာမှာဖြစ်လို့စီးရေးရတုံ့ပြန်လိုက်မယ်ဆိုတဲ့ဝန်ကြီးချုပ်တကအီချီရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးနောက်ဆုံးတကအီချီကိုယ်တိုင်ယာရုကနေနှုတ်ထွက်ရနေကြတော့မှရှိကြောင်းဂျပန်နိုင်ငံလေးနိုင်ငံကြီးလေးလာသုံးသူတွေကပြောပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်တဲ့ပြ Story Ancient Mina Mohammed Bin Salman ရဲ့ Imperial Crisis ကို ်မရိကန်သမ္မတထရန့်ကကော်ဇောနီခင်မျိုးအခမ်းအနားနဲ့ကြိုးဆိုနေပါတယ်2018ကအမေရိကန်ခြေစိုက်သတင်းတော့ဂျာမေးခါရှော့ကီတက်ဖြတ်ခံရပြီးနောက်ပိုင်းဆော်ဒီကိုလက်တွေ့အပြည့်အုပ်ချုပ်နေတဲ့မင်းသားဂျပင်ဆယ်မန်ဟာသူရဲ့ကမ္ဘာလုံးဆိုင် အပွဲကိုပင်လဲပြီးတော့ကောင်းမွန်ကြိုးစားမှုပြင်ဝါရှင်တန်နဲ့ဆက်ဆံရေးကိုလည်းပုံမှန်နဲ့ရှမ်းအောင်ကြိုးစားပါတယ်ခုနှစ်ကြော်တဲ့ပထမဆုံးရဲ့အင်ဂျီရိုကိုရောက်ခဲ့တဲ့မိုဟာမက်ဘင်ဆမ်မန်ကိုခန်းကအင်ဂျီရိုခြံဝန်းတောင်မတ်မြက်ခင်းပြမှာဂုံပြုတ်ခန်းနာနဲ့ထိုးကျစေပါလေ ်ဆော်ဒီယာအမေရိကန်အတွက်တော့တကယ်ကိုအရှိလေပိုင်းကမိတ်ဆွေကောင်းမယ်လို့ထရန့်ကပြောပါလေခေါင်းဆောင်လို့ဆင်းနေမှုမှာလောက်ကျွေးဆိုင်ရာထိတွေ့ဆက်ဆံမှုတွေအရက်ပတ်နျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုတွေဘီလီယံတန်နဲ့ချီရှိတဲ့စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေရှေ့ဆက်လုပ်ဖို့မျှော်လင့်ရပါတယ်ဒါပေမဲ့အစ်ဇွေနဲ့ဆော်ဒီယာပုံမှန်ဆက်ဆံရေးတည်ဆောက်ဖို့အတွက်ထရန့်ကဖိအားပေးနေပေမဲ့အားရလောက်စရာတိုးတက်မှုတော့မရှိသေးပါဘူးဒီ sorry အရှိမင်းသားရဲ့ imperial ညစာ server key စဉ်ကို ancient sun နဲ့တူကမ္ဘာကျော်ဘောလုံးသွား ခရစ်စတီယာနိုရော်နယ်ဒိုလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ Sorry ball on league မှာအဓိကခံကဏ္ဍကပေါဝင်ပေးနေတဲ့ရော်နယ်ဒိုကိုအဲ့ခံရတာဂုဏ်ပြုစရာပါလို့အခမ်းအနားမတမ်းမီထရန့်က ပြောပါတယ်။ကျွန်တော်ကဒါကရော်နယ်ဒိုရဲ့အမာကပြိသက်ပြလို့ထရန့်ကညာသာစာပေါ်မှာပြောပါတယ်။ရော်နယ်ဒိုဟာအရှင်မင်းသားလက်ထက်မှာ Sorry Arabia ရဲ့အကူသားနဲ့ခေတ်သားကဏ္ဍခမီဖူးတို့ရဲ့ရင်မှာအဓိကကြားတဲ့သူဖြစ်ပါတယ်။မောဟမက်ဘင်ဆမန်ဟာအက္ကဒါနခေတ်တော်လုံးမှာပါဝင်ချားနယ်ပယ်တွေကိုကွဲပြားစွာတိုးချဲ့နေပြီးရင်းနယ်နဲ့ဝင်ငွေပေါ်မှုခုံမှုရှော့ချပါတယ်။ ရော်နယ်ဒိုအင်္ဂလော်လာရာ2016နောက်ပိုင်းအမေရိကန်ဟိုပရမသုံးချိန်လာရောက်လက်ပတ်မှုတွေတက်ကတစ်ခုဖြစ်ပါတယ်။ညစာဆော့ဘဲရော်နယ်ဒိုတက်မယ်လို့အင်္ဂလော်တောင်းရှိသူတွေကဆော့ဘဲမှာတည်ပြီးပေမဲ့ဆော်ဒီကိုစလဲဘက်မှာတရားဝင်ပါဝင်ခြင်းရှိမှရှိမပြောပါဘူး။ထရန်ကတော့ဆော်ဒီနဲ့ပုံမှန်လီကတဲ့ဆက်ဆက်ရေးကိုချစ်ကျူးခဲ့ပြီးဆော်ဒီဟာနေတိုးမဟုတ်တဲ့အဓိကမဟာမိတ်လို့ဆိုပါတယ်။ရသဆောင်မှာနိပညာဘီလီယံနာတစ်ထေးကြီးအီလွန်မတ်အပယ်စီကိုတင်ကုပ်ပါဝင်တခြားဩဇာကြီးမားတဲ့စီးပွားရေးခေါင်းဆောင်အများကြီးတက်ရောက်ပါတယ် အဲဒီလမှာ transfer ဆိုရဆိုရဆောဆောဌာနဒီ OG ကြီးကကနေယာဒုကလောက်ထွက်ပြီးနောက်ပိုင်း Elon Musk ဟာအင်ဂျီတော်ကိုပထမဆုံးအကြိမ်ခြေချလာတာဖြစ်ပါတယ် Tesla တဲ့ Elon Musk ကြာပြင်းထန်တဲ့ရန်ပွဲဟာလာဘောပြောင်းဆိုလူသိရှင်သာဖြစ်ခဲ့ပြီး Elon Musk ကနိုင်ငံရေးပါတီတစ်ခုတည်ထောင်မယ်လို့ကြေညာထားတာဖြစ်ပါတယ်လောလောဆယ်တော့အဲ့ဒီပါတီလည်းမဖြစ်လာပါဘူး Tran နဲ့ Elon Musk ကြားမှာလည်းပြန်ပြီးတော့ဖြေလည်သွားပုံရတယ်လို့လေးလာသူတွေကပြောပါတယ် စီဝါရေးကွန်ပျူတာဟာ sorry အတွက်ဆိုပြီး F35 တက်လေရင်လည်းရောင်းချပြီးမှဆန္ဒရှိကြောင်းမှထပ်ပြောလာတာဖြစ်ပါလိမ့်လက်နက်ရောင်းချရေးမူဝါဒမှာကြီးမားတဲ့အလဲပြောင်းဖြစ် sorry စီ F35 တက်လေရင်လည်းရောင်းချပြီးမယ်လို့ American သမ္မတ Trump ကပြောလာတာဖြစ်ပါလိမ့် sorry ရောင်းချပြီးလို့ကိစ္စကိုခွင့်ပြုလိုက်ရောပွဲရှိတယ်လို့လည်းမောဟမင်းသားမောဟဘက်ပင်ဆယ်မန်ကအမှတ်ချက်ပေးကြောင်းသိရပါတယ်။ဇော်ရီဆိုရကိုဦးဆောင်နေတဲ့မောဟမက်ပင်ဆယ်မန်ဟာ နိုဝင်ဘာ၁၈ရက်နေ့မှာအမေရိကန်ကိုရောက်လာတာဖြစ်ပြီးဒီကိစ္စမှာအဓိကဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။သူဟာ sorry အတွက် F35 တလေးနေဝယ်ယူခွင့်ပြုရင်အမေရိကန်ဆိုရကိုအစဉ်တစိုက်တောင်းဆိုနေတာပဲဖြစ်ပါတယ်။အဲဒီတော့မှဂရင်းတော်တွေကသမ္မတ Trump ကို F35 တွေ sorry ရောက်မှလာမိတဲ့အခါ Trump ကဒီကိစ္စဖြစ်လောက်တယ်လို့ဆိုပါတယ်။ဒါအရှိလေပိုင်းမှာလက်လက်ရောင်းချယူလိုရတာနဲ့ပတ်သက်လို့အမေရိကန်ရဲ့ကြီးမားတဲ့ပြောင်းလဲပါအမေရိကန်ဆိုရဆစ်ဆာအရှိလေပိုင်းမှာအာရဲနိုင်ငံတွေတဲ့အစ္စရေးကလက်လက်ဒီပညာပိုင်းပုံမတော်လုံးအောင် ကူညီရမယ်ဆိုတဲ့မူဝါဒကိုပဲအစဉ်တစိုက်ကန်ဆွဲခဲ့တာဖြစ်ပါလေ။ဒါကြောင့်လေလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကလေးကအစ္စရေးအတွက် F-35 တွေရောင်းချထားမိမယ်။ RM ဟာမင်းနဲ့ငလီစီတော့အဲ့ဒီတိုင်းလေးနေလက်လွဲမပေးခဲ့ပါဘူး။ sorry ကတော့ american စီကနေ l35 48စီလောက်ဒီဝယ်ယူတယ်ဖို့တောင်းဆိုထားပါတယ်ဒီလိုလည်းလည်းရောင်းဝယ်ဟာဒေါ်လာပြည်ငယ်နဲ့ချေတက်မှုရှိပါတယ် sorry သတင်းထဏာလေးဆိုရအရှင်မင်းသားဟာ december grade ကအဲ့ဒီစံနာကို trunk ကိုတရိုက်ပြောလာတာလို့ဆိုပါတယ် ဒလောဆယ်မှာတော့ sorry တွေတက်ဟာ Boeing company တို့ F15 တွေဥရောပနိုင်ငံတွေထုတ်တဲ့ Tornado နဲ့ Typhoon တွေလိုတိုက်လေယာဉ်မျိုးပွဲတွေကိုတုံးနေပါတယ် F35 ကတော့ sorry တွေတက်ရဲ့ရှင်းစွဲပိုင်ဆိုင်မှုထက်နေပညာပိုင်းအများကြီးပိုပြီးခရှိပြပါတယ် F35 ရဲ့အဓိကအားသာချက်က radar နဲ့ထောင်လွှမ်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောက်စွန့်ရီပိုင်ဆိုင်ပါတယ်အစ္စရေးဟာအဲ့ဒီလေယာဉ်တွေကိုဂါဇာ၊အီရန်၊လက်ဘနွန်၊ယီမင်တို့မှာလုပ်ခဲ့တဲ့စစ်ရေးတွေထိရောက်တုံးချခဲ့ပါလေ အစ္စရေးလက်ထက်ဟာအဗ္ဗဒီဖိုက်တက်လေရင်အော်တိုရီယာစုဖွဲ့ထားပြီးအရှေ့လေပိုင်းမှာတော့အဲ့ဒီတက်လေရင်နေပိုင်ဆိုင်တဲ့အင်အားကြီးမားတဲ့လေတက်နိုင်ငံတော်အဖြစ်ယက်တည်နေတာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဝန်ကြီးချုပ်ဟောသက်စင်ကိုဒေါ်လာ300ခွန်ဆောင်ဖို့ထိုင်းတရားကမေးဖွန်ပါတယ်။တယ်လီကွန်လုပ်ငန်းရောင်းချမှုနဲ့ပတ်သက်ပြီးခွန်ပြဆောင်ဖို့ထိုင်းတရားကအကြေချခံရတဲ့ဝန်ကြီးချုပ်ဟောသက်စင်ကိုညွှန်ကြားခဲ့ပါတယ်။2006ခုနှစ်မှာသက်စင်ကိုအဂိလိုက်ဆောင်မှုစုစုချက်တွေနဲ့စုံစမ်းစစ်ဆေးခဲ့ပြီး သူရဲ့ completion cup ပေါ်ရှိတဲ့ social ရှင်တွေခွန်ဆောင်နိုင်ပြီးကြောင်းချခဲ့တယ်လို့ဆွဆွဲခံရပါတယ်။နောက်နေ့မှာအာနာသိမှုမှာဦးကြည်ကျော်ရူကဖြုတ်ချခံရပြီးတဆင်ဟာနိုင်ငံသားကိုတင်းရှောင်ခဲ့ရတာဖြစ်ပါတယ်။အသက်86နှစ်အရွယ်ရှိတဆင်ဟာဦးကြည်ကျော်ဖြစ်တဲ့အောင်ထမ်းဆောင်စဉ်အချင်းပြတ်ချစားမှုနဲ့ဘန်ကောက်မြို့ရှိအကျဉ်းတော်တစ်ခုမှာအကျဉ်းကျနေပါတယ်။ အခေါ်ဆောင်မှုခုံဦးဌာနညွှန်ကြားချက်ကိုလိုက်နာဖို့တက်စင်ကိုမေးပေးတယ်လို့တရားဝန်ချုပ်ကပြောပါတယ်။ခုံနဲ့တန်ကြေးပြဒေါ်လာ3940ညီမြတဲ့ဘတ်၁၁.၆ဘီလီယံပေးဖို့တရားဝန်ချုပ်ကတက်စင်ကိုမေးပေးခဲ့ပါတယ်။ဒေါ်လာ3.9ဘီလီယံတန်ကြေးရှိတယ်လီကွန်ကမ်နီအစုရှယ်ယာရောင်းချမှုကိုအစိုးရအဖွဲ့တွေအတိုက်ခံနေရှိခဲ့ပါတယ်။တက်စင်မိသားစုအားထားတဲ့ကိစ္စမှာအရှိန်အဝါအမတန်ကြီးမားခဲ့ပြီးလူမှုထောက်ခံမှုမြန်မာကကိုစားဗီဒီတွေကသူတို့မိသားစုကိုချိန်ချောက်မှုဖြစ်ရှုမြင်ထားပါတယ်။ မိသားစုတစုတည်းကနေဝန်ကြီးချုပ်သုံးလို့ထိဖြစ်ခဲ့တဲ့မိသားစုကြီးဖြစ်တဲ့အတွက်ကြောင့်ထိုင်းနိုင်ငံမှာသက်ဆင်မိသားစုဟာဘရင်မိသားစုပြီးရင်တော့အင်အားကြီးမားသလိုပြောလို့ရပါတယ်။သက်ဆင်မိသားစုဟာဥပဒေပိုင်ဆိုင်ရာနဲ့နိုင်ငံရေးအထွတ်အမြတ်တွေရင်ဆိုင်ခဲ့ရပြီးနောက်သက်ဆင်ရဲ့တမင်ရှင်ပေရိုနန်ရှင်တော်ဘက်ကိုကျင့်ဝတ်ပိုင်ဆိုင်ရာချိုးဖောက်မှုကြောင့်မကြသေးမီကယာရုကဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်။ GFN အနိုဝင်ဘာလ16ရက်နေ့